ခုလက်ရှိထပ်ဖူးသွင်းများ AI အနေနဲ့မှအချမ်းဆုံး AI လို့ပြောလို့ရတယ်ဒီ Sorority AI ကိုဘယ်လိုသုံးပြုပြီးတော့ပြီးရောဘယ်လိုထောက်ရမလဲဆိုတော့ကျွန်တော်ဒီနေ့မိတ်ဆွေတို့မျှော်ပြီးတော့မှဖြစ်ပါတယ်အဒီ Sorority AI ကိုသုံးပြုဖို့အတွက်ဆိုရင်မိတ်ဆွေတို့မှာ invite code မဖြစ်မနေလိုအပ်တယ်ပေါ့နော်ဒီ invite code မရှိဘူးဆိုရင် Sorority AI ကိုအသုံးပြုလို့လည်းမရဘူးဝင်လို့လည်းမရဘူးပေါ့နော် Okay အဲ့တော့မိတ်ဆွေစိတ်ပူကြမလို့ဒီ invite code ကိုလည်းမိတ်ဆွေတို့တော့ပြန်ပြီးတော့ချပေးသွားမယ်ပေါ့နော် Okay အဲ့တော့မိတ်ဆွေတို့ဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုရင်တော့ဆောင်းအောင်လိုက်ကြည့်ပေးပါ โอเคတော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားရသေးဘူးဆိုတော့ subscribe လုပ်ပေးကြပါလို့ကျွန်တော်တောင်းဆိုပါရစေ။အဲ့တော့ဒီ Soratu AI ကိုအသုံးပြုဖို့ဆိုရင်မင်းစတို့က VPN ခန်းပေးရတယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဒီ Soratu AI ဒီကနေဒါနဲ့ United States မှာပဲ Clause အသုံးပြုလို့ရသေးတယ်ပေါ့နော်။ Okay promo ဆိုတာမင်းစတို့ VPN ခန်းလိုက်မယ်ပေါ့နော်။အဲ့ဒီကွန်ပျူတာနဲ့ဆိုတော့မိတ်ဆွေတို့ကျွန်တော်ကတော့ဒီ VPN ဝေပြန်ဝဲပြီးတော့တုံးထားတာပေါ့နော်မိတ်ဆွေဖုန်းမှာဆိုရင် iPhone လို့ပေါ့နော် US United States တို့ကနေဒါတို့ဆိုတော့ free VPN နေမှာအသုံးပြုရတယ်ပေါ့နော်။ Okay အဲ့တော့ VPN တစ်ခုခံလိုက်မယ်ပေါ့နော်။ Okay အဲ့တော့ VPN ချိန်ပြီးသွားပြီဆိုတော့ Mesh Browser ထဲမှာကျွန်တော်တို့အဆိုရာဆိုပြီးရိုက်ချလိုက်ပေါ့နော်။ Okay အဲ့တော့ဒီမှာဆိုသူ့ရဲ့ website ကဘယ်လိုပုံစံလဲဆိုတော့ကြောပြပေးမယ်ပေါ့နော်။သူ့ရဲ့ logo လေးနဲ့ဒီကောင်ဆိုရင် Sora 2ဆိုတိတ်တော့မပေါ်သေးဘူးပေါ့နော်။ Asura ChatGPT ဆိုပြီးရိုက်ချလိုက်ပေါ့နော်။ Okay ဒါဆိုရင်သူက Sora ဆိုပြီးတက်မြောက်ကြလာတယ်ပေါ့နော်။ဒီမှာ ဆိုရာ .chatgpt.com ပေါ့နော်ဒီ official ဒီ site ထဲကိုဝင်ပြီးတော့သွားရမှာပေါ့နော် okay အဲ့ထဲကိုဒီကြောင်တစ်ချက်ဝင်လိုက်ပါမယ် channel website တွေမရဘူးပေါ့နော်ဒီကောင် official website ဖြစ်ပါတယ်သူ့ရဲ့မူရင်း website okay အဲ့ဒါဆိုရင်တော့ဒီမှာသူကဒီလိုမျိုးပုံစံပေါ်လာလိုက်မယ်ပေါ့နော်ဗီဒီယိုတွေ VPN ချိန်ထားပြီးတော့ line ရတော့နည်းနည်းတော့နှေးမယ်ပေါ့နော် okay တော့ဒီမှာဆိုရင်ရပြီရသွားပြီဆိုတော့ login ဝင်ပေးရမယ်ပေါ့နော် okay အဲ့တော့ဒီမှာပေါ်ဆောင်လေးမှာ login ဆိုတာလေးရှိတယ်ဒါလေးကိုတစ်ချက်နှိပ်မယ်ပေါ့နော်ပြီးသားပြီဆိုတော့ဒီမှာ get started နေရာမှာ လောက်ရဲဆိုတာလေးထပ်နေပါမယ်။ Okay ပြီးတော့ဒီဆိုတာဒီမှာ continue with google ဆိုတာလေးနှိပ်မယ်ပေါ့နော်။ Google account နဲ့ကျွန်တော်လောက်ရဲဝင်ပြီးလိုက်ရရပေါ့နော်။ Okay တော့မိတ်ဆွေဝင်ပြီးတော့ပြီဆိုတော့ဒီမှာကျွန်တော်တို့အဲကျွန်တော်ရဲ့နာမည်လေးထည့်ပေးလိုက်ပေါ့နော်။ Okay ဒါနာမည်လေးထည့်ပြီးတော့ပြီဆိုတော့ကျွန်တော်ရဲ့မွေးနေ့လေးထည့်ပေးလိုက်ပေါ့နော်။ Okay ပြီးတော့ပြီဆိုရင်တော့ကျွန်တော် continue ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော် solar ရဲ့ကိုရောက်သွားလိုက်မယ်ပေါ့နော်။ရောက်တဲ့ခါမှဆိုရင်ကျွန်တော် user name ပေးခိုင်းလိုက်မယ်ပေါ့နော်။ โอเคအောင်ဆိုပြီးတော့ကျွန်တော်တနည်းအသုံးဆိုပေးလိုက်ပါမယ်ပြီးတော့ပြီးဆိုတော့ကျွန်တော် next ကိုနေလိုက်ပါမယ်အဲဒီမှာဆိုရင်တော့ကျွန်တော် invite code ထည့်ပေးရမှာပေါ့เนาะဒီ enter invite code ကိုဝင်မှတော့ဆိုတာအစ်စ် version အစ်စ်ဆိုတာဒီကိုအသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ enter invite code ဆိုတာလေးကိုဒီချက်နေလိုက်မယ်ပေါ့เนาะဒီ invite code ကိုတော့မိတ်ဆွေတို့ login လဲဆိုရင်တော့အောက်မှာဒီ invite code ဆိုပြီးတော့ဒီ sora2 ဆိုပြီးတော့ man ကလိုက်ပေါ့เนาะဒီ man နဲ့ man နေကိုကျွန်တော်လိုက်ပြီးတော့ code တွေလိုက်ပြီးတော့ပို့ပေးမယ်ပေါ့เนาะ โอเคအဲ့တော့ကျွန်တော်ကုတ်ကလေးတစ်ချက်လိုက်ထည့်လိုက်ပါမယ်โอเคပြီးတော့ဒီမှာ join new ဆိုတာလေးကိုတစ်ချက်နေလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ Sora2 official website ထဲကိုရသွားပါပြီအဲ့တော့ဒီမှာ get started ဆိုတာလေးတစ်ချက်နေလိုက်ပါเนาะโอเคဒီ Sora2 ကကျွန်တော် TikTok လေးဝဲပေါ့เนาะသူမိတ်ဆွေတို့ဒီမှာကိုတင်ထားတဲ့ video ချသူတွေကနေဒီမှာဒီမှာဆိုရင်တော့ view တွေအသေးတွေဒီမှာများစွာကြီးရှိတယ်ပေါ့เนาะဒါသူများကြီးတင်ထားတာပေါ့เนาะသူများကြီးတင်ထားတာကိုပြန်ပြီးတော့သူရဲ့ဒီ pro နေကို copy ယူပြီးတော့လည်းကြည့်လို့ရတယ်ပေါ့เนาะဥပမာနေပါဆို ဒီဗီဒီယိုပေါ့နော်ချင်းသိအိမ်နဲ့ဝင်တဲ့ဗီဒီယိုတစ်ချက်ထားလိုက်မယ်ပေါ့နော်ထားပြီးတော့ဒီမှာဒီမှာ the lion ran into the house and break the house a uh, badly ဆိုပြီးတော့ဒီမှာအဒီဘရွန်လေးရေးထားတာပေါ့နော်ဒီဘရွန်မိတ်ဆိုတော့က lion နေရာမှာပြန်ပြီးတော့ပြောင်းနေတယ်ဆိုဒီမှာ remix ဆိုတာလေးရှိတယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော် remix ဆိုတာလေးချက်လုပ်ပြလိုက်ပြင်မယ် okay replace with tiger ပေါ့နော်ကျွန်တော်ကြားနဲ့တောင်းလိုက်မယ်နောက်ဒီမှာ တိုက်ကလိုင်းရောအစားပေါ့နော်တိုက်တိုက်တိုက်ကပြောင်းလိုက်မယ်ပေါ့နော်โอเคပြီးတော့ပြီဆိုတော့ဒီမှာမြားလေးနေပြီလိုက်အဲဒါဆိုရင် तू อ่ะသူများရဲ့ဗီဒီယိုယူပြီးတော့ကိုယ်ကကိုပြောင်းနေတာလေးကိုဒီမှာသူများဗီဒီယိုထောက်ပြီးတော့ remake ပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့ဒါကတော့သူများဗီဒီယိုပေါ့နော်โอเคအဲ့တော့နောက်ထပ်ကိုယ်ကကိုဗီဒီယိုထုတ်ခြင်းလဲဆိုရင်ဘယ်လိုထုတ်လို့ရလဲပေါ့နော်အဲ့သူများပြောတောင်းနေတယ်ဆိုဒီမှာ Sabbe 30ကနေပြီးတော့တောင်းလို့ရတယ်ပေါ့နော်ဒီမှာတောင်းလို့ဆိုရင်နိုင်လိုက်ရတယ်ဒီမှာ comment တွေပေးလို့ရတယ်ပေါ့နော်ဒီကွာကိုဗီဒီယိုထုတ်မယ်ဆိုတော့ဒီ header လေးမှာရှိတယ်ပေါ့နော် ဒီမှာလူပုံစံလေးရှိတယ်ပေါ့နော်အခုဆိုကျွန်တော်ထုတ်ထားတဲ့ဟာဒီဟာဒီမှာအဝိုင်းလည်နေတာပေါ့နော် Okay အဲ့တော့အဝိုင်းလည်နေဒီမှာ story ရဲ့နာမည်တွေပေးလို့ရတယ်ပေါ့နော် follower တွေဘယ်လောက်ရှိလဲဒီမှာကျွန်တော် remit လောက်ထားဘယ်လောက်ရှိလဲဒီမှာအကုန်ကြည့်လို့ရတယ်ပေါ့နော်အသေးတွေဘယ်လောက်ရပြီလဲပေါ့နော်ဒီမှာ camo ဆိုတာလေးရှိတယ်ပေါ့နော် camo လို့ပဲကျွန်တော်ဖက်လိုက်မယ်ဒီကောင်တော့တော့ဒီ software ပုံတဲ့ software ကနေပြီးတော့ကိုယ့်ရဲ့ရုပ်ကို scan ဖတ်ပြီးတော့ကိုယ့်ပုံတိုင်းဒီ video တွေမှာအတန်တွေကစာကုန်ထည့်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ Android ဒီ iOS ဟုတ်နေမှာကြော App Store ကနေဒီ Sora 2 application ကို download ရမှာပဲဒီ fancy ကတော့လုံးရမှာဒီ laptop ရနေပြီးတော့ဒီကောင်ကို scan ဖတ်လို့မရဘူးပေါ့နော်ဒီ video file ထည့်လို့မရပါဘူးအဲ့ဒါဖုန်းနဲ့ဆိုရင်တော့ဒီကောင်ကိုအသုံးပြုလို့ရတယ်ပေါ့နော်အသုံးပြုလို့ရတယ်ဆိုတော့ Mr. Ro အခြားကိုကိုရုပ်ကိုအတံပေါ်အသုံးပြီးတော့ဒီ video တွေ bari ထုတ်ခိုင်းလို့ရတယ်ပေါ့နော်ဒီဆိုတာသူ့မှာသူရဲ့စီကံချက်တွေရှိတယ်ပေါ့နော်သူက social media ပေါ်လာမျိုးဖြစ်တယ်မိစ္ဆိုအခြားသူရဲ့ဓာတ်ပုံတွေအခြားသူရဲ့နာမည်တွေ social အဲဒီ celebrity ရဲ့နာမည်တွေတုံးပြီးတော့ထုတ်လို့မရဘူးပေါ့နော်အဲဒီထိုင်မှာ prompt နဲ့ရေးပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ပြီးတော့နောက်ခုအနေနဲ့ကျွန်တော်ပြတာခိုက်တာတွေတက်တာဖြတ်တာတွေဒါလည်းဒီသူကကန့်သက်ထားတယ်ပေါ့နော်ဒီ social media ပုံစံမျိုးဖြစ်တဲ့အတွက်ဒီအများကြီးထုတ်လို့မရဘူးပေါ့နော်ဟုတ်ကဲ့တော့မစ်ဆိုထုတ်လိုက်တဲ့ video ကဒီထဲမှာဝင်လာမှာပေါ့နော်ဒီမှာ post ရဲ့ထင်မှာဒီမှာ dress ရဲ့ထဲကိုဝင်လာမှာပေါ့နော်โอเคအဒီကောင်မှာကြိုက်တဲ့ခုကသူက ဆယ်စက္ကန့်ထိရတယ်ပေါ့နော်ဒီမှာဗီဒီယိုမှာလဲကြော်ဒီမှာ landscape ထုတ်မလား portrait ထုတ်မလားဒီမှာထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ထုတ်ရလေးတစ်ချက်ပြပေးမယ်ဒီကောင်ခဏဆောက်အောင်ပါဒီမှာဒါကျွန်တော်အခြားတစ်ကောက်မှာဆန်းထားတာပေါ့နော်အခြားတစ်ကောက်မှာဆန်းထားဒီမှာဒီမှာ light တွေပါရေးသုံးလုံးလောက်ရပြီဒီကောင်ဒီကောင်လေးဆန်းထားပေါ့နော်ဒီမှာအသေးလေးလောင်ရအဲအကောကောဒီပရွန်နဲ့ဆန်းထားတာပေါ့နော်ဒီမှာဒီပရွန်ကြီးလိုက်ခါမှာဒီပုံစံထွက်လာတာပေါ့နော်ဒီပရွန်လေးတောင်းကျင်နေဆိုဒီမှာ ီမှာ download အနေနဲ့လို့ရတယ်ဖြည့်ချင်တယ်ဆိုဒီမှာဖြည့်လို့ရတယ်ပေါ့နော် okay အဲဒီ video ကိုကပြန်ပြီးတော့ဒီခွေးနေရတယ်ဘာကိုပြောင်းနေလဲဆိုမှာ remix ကိုသုံးပြီးတော့ပြန်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ဆောင်းနာလည်းပဲ okay အဲ့တော့ mixer ဒီမှာထုတ်လို့ရပါတယ်အဲ့တော့အသစ်ထုတ်နေပြောပြပေးမယ်ပေါ့နော် okay အဲ့တော့ဒီထက် prompt တစ်ခုပဲကျွန်တော်ကူးလိုက်မယ်ပေါ့နော်အဒီ video ဆိုရင်ဒီမှာဒီမှာတချင်းနေနဲ့ apt music design တန်းခိုင်းတာဒီမှာတန်းမပေးဘူးပေါ့နော်အဲဒီကြ I mean comedy guideline နေညှိတယ်ပေါ့နော် ။ဟုတ်ကဲ့တော့ဒီကောင်းလေးကိုကျွန်တော် copy ကုလိုက်မယ်ပေါ့နော်ဒီ brown လေးကို copy ကုပြီးတော့ကျွန်တော်ဆွမ်းနာဖွင့်ထားတဲ့ဟာတဲ့ဒီမှာတုံးမယ်ပေါ့နော်ဒီမှာဆိုကျွန်တော်အဲချင်းသေးတဲ့တိုက်ကနဲ့ပြောင်းတာပြောင်းမိလားဒီမှာကြည့်လိုက်မှာဒီမှာပြောင်းသွားပြီပေါ့နော်။သမားဆိုဆော်ဆပြတော့ဟာချင်းသေးရေပေါ့နော်အခုချားပြောင်းသွားပြီပေါ့နော်ဒီမှာချားအိမ်နဲ့ဝင်နေအဲဒီမှာမန်နေဖောက်ပြီးတော့ထွက်သွားတာပေါ့နော်။ဒါမျိုးသူများရဲ့ pro နေကို ူများရဲ့ဗီဒီယိုတမ်းပြီးတော့ remake လုပ်လို့ရတယ်ပေါ့နော်။ Okay ဒီဟာလေးကြိုက်တယ်ဆိုမင်းဆို post တင်လိုက်လို့ရတယ်ပေါ့နော်။ဒီမှာ post ဆိုတာလည်းနေလိုက်။ဒီမှာဒီ type wi wi ကြောင်းနေလဲဆိုဒီမှာ channel လုံးနေပြီးတော့ကြောင်းလို့ရတယ်။ Okay အော်ဒီမှာကိုယ့်ရဲ့ပြင်လိုက်တဲ့ post ကဒီမှာရောက်သွားပြီဆိုရင်အဲ့ post ပေါ်မူဒီပေါ်ဒီမှာ remake ပြန်ပြီးတော့လုပ်လို့ရသေးတယ်ပေါ့နော်။ down ရင်းနေဆိုရင်တော့ဒီဘက်ကလေးနေပြီးတော့ message ကို download ရပါတယ်။ အဲ့တော့ဒီမှာဆိုရင်နောက်ထပ်ပုံစံထပ်ပြီးပြောင်းလို့ရသေးရယ်ဗောနော်ဒါတော့ကျွန်တော်မပြောင်းပြပြီးတော့နောက်ထပ်အစ်စ်ထုတ်ပြပေးမယ်ဗောနော် Okay နောက်ထပ်ဗီဒီယိုထုတ်ထုတ်ထောက်မှဖြစ်တဲ့အတွက်ဒီမှာအခြားပုံတွေကိုဆန်းပြီးတော့ထည့်လို့မရဘူးဗောနော်ကျွန်တော်ရုပ်ကိုထည့်ရလဲထည့်လို့မရဘူးသူကကန့်သက်ထားတယ်ဗောနော်ဒီမှာဓာတ်ပုံတွေပါပြန်ပြီးတော့ထုတ်လို့ရလားဆိုမျိုးဆိုဆန်းတော့ကြည့်လို့ရတယ်ကျွန်တော်ကမဆန်းတော့ဘူးဗောနော် Okay အဲ့ဒီမှာဆိုရင်ဆွမ်းနာကျွန်တော် brand လေးကိုထည့်မယ်ပြီးတော့ပြီးဆိုတော့ဒီကဆွမ်းနာ message ကိုထုတ်ပြပေးတာ portrait view က landscape နဲ့ထုတ်ကြည့်မယ်ဗောနော်အဲ့တော့ဒီမှာ အဲ create base ဆိုတာလည်းမြန်မာလေးတစ်ချက်နေလိုက်ပေါ့နော်သူကနည်းနည်းလေးတော့စောင့်ပြရပါတယ်ဒီမှာ app to tune ဆိုပြီးတော့ဒီ drive ထဲမှာရောက်လာပြီပေါ့နော် okay okay တော့ဒီမှာ video ထွက်လာပြီပေါ့နော်ကျွန်တော်ထုတ်လိုက်တဲ့ video ထွက်လာပြီတစ်ချက်ဖွင့်ကြည့်မှာပေါ့နော်ကျွန်တော်ဒါကတော့ကျွန်တော် landscape ထုတ်တာပေါ့နော်အခွေးပုံတော့ပျောက်သွားတယ်ပေါ့နော်ခွေးတော့ပါမလာတော့ဒီမှာအဲ roller coaster စီးတာပေါ့နော်ဒါကတော့ landscape အနေနဲ့ထုတ်တာဖြစ်ပါတယ် ဒီကောင်ကကျွန်တော်အရင်ဗီဒီယိုတုန်းမှာဆိုတော့ free tone ကြောက်ကြောက်ပေးတာ free tone ဆိုရင် तू ကအဲသူရဲ့ watermark က take clip မှာရပါလာပေါ့ဒီတိုင်းမဲ့ဒီကောင်ကဟိုကစားလိုက်ဒီကစားလိုက်ပေါ့နော် watermark ဖြောက်ဖြောက်လို့ရအောင်အဖြောက်ဖို့ခက်တယ်ပေါ့နော်သူ့ကိုဒါမဲ့ blur လုပ်ပြီးတော့ဖြောက်လို့ရဒီမှာအောက်မှာပြလိုက်အပေါ်မှာပြလိုက်ဘေးမှာပြလိုက်ပေါ့နော်အဲတော့ video ကတော့ဒါမျိုးထုတ်တာပေါ့နော် mixer pro ကတော့ Google ChatGPT DC ကိုသုံးပြီးတော့ရေးတာပေါ့နော်အဲတော့သုံးပြနေ mixer ကိုသိသွားလို့ထင်ပါတယ် ။ Okay တော့ဒီ Solaru AI ကိုသုံးဖို့ဆိုရင် impact ကိုလိုတယ်ဆိုတာဆောနာလည်းပြောပြပေးခဲ့တယ်ပေါ့နော်။ Okay အဲ့တော့မိတ်ဆွေတို့ကျွန်တော်ကျွန်တော်ရဲ့ video အောက်မှာ comment နဲ့မှာ Solaru လို့ man လိုက်ပေါ့နော်။ man တဲ့ခါမှာဆိုကျွန်တော် impact ကို claim မိတ်ဆွေတို့ကိုကျွန်တော်ချပေးမယ်။အဲ့တော့ AI impact ကိုလည်းမိတ်ဆွေတို့ဝင်လိုက်ပြီလို့မိတ်ဆွေတို့ဒီ Solaru ကောင်ပွင့်သွားပြီဆိုရင်လည်းခြားသူတွေဆိုပြန်ပြီးတော့မျှော်ပြီးတော့ကျွန်တော်ချမ်းပြည့်တယ်ပေါ့နော်။ဒါမှမဲ့ခြားသူတွေက single single သုံးလို့ရမှာပေါ့နော်။ Okay အဲ့တော့ဒီ account တိုင်းတော့ impact ကိုခြားသူတွေပြတ်ပြီးတော့မြောက်ပြီးလို့မရဘူးပေါ့နော်ဘယ်လိုမြောက်ပြီးရလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော် โอเคအဲ့တော့ဒီမှာစောနာကျော်ဖွင့်လိုက်တဲ့အကောင့်ဆိုရင်ဒီမှာအောက်ကလေးကစက်ကလေး30ပြီးရှိတယ်ပေါ့နော်စာပေါ်ကအဲ့ဒီမှာ empire friends ဆိုလည်းရှိတယ်ဒီမှာဆိုရင်ကျွန်တော် no empire romania romania ဆိုပြပြဒါဆိုကျွန်တော် empire ကိုထပ်ပြီးတော့ပို့လို့မရတော့ဘူးပေါ့နော်အခြားသူကို empire လို့လို့မရဘူးโอเคအဲ့တော့ဒီမှာအခြားတစ်ကောင့်ဆိုရင်တော့ဒီမှာပေါ်တယ်ပေါ့နော်အကောင့်တိုင်းမပေါ်ပါဘူးโอเคအဲ့တော့ဒီမှာ empire friends ဆိုလည်းတစ်ချက်နေလိုက်မယ်ဒီနေ့ကမှဆိုဒီမှာကျွန်တော်ရဲ့ empire your friends ဆိုပြီးတော့သူက ဒီ6ရောက်ထိကျွန်တော် join လို့ရတယ်ဗောနော်ဒီ invite code ကနေ6ထိ join လို့ရပါတယ်ဒီ code click ကိုကျွန်တော် comment မှာချပေးမယ်ဗောနော်ချပေးရမိတ်ဆွေတို့ man mic ကမှကျွန်တော် random like ကျွန်တော်ချပေးမှာဖြစ်ပါတယ်အဲ့တော့ချပေးလဲမိတ်ဆွေ invite code ရသွားပြီဆိုရင်တော့ချတည်ဦးလဲပြန်ပြီးတော့မျှလဲအပြန်လဲမျှအောင်ပေးဖို့ကျွန်တော်အကြံပြုပါတယ် okay ဒါဆိုရင်တော့ jordi suradu an ကိုဘယ်လိုအသုံးပြုရလဲဆိုတာမိတ်ဆွေတို့သိသွားဘယ်လိုထင်ပါတယ်အားလုံးကျေးဇူးတူတင်ပါတယ်ခင်ဗျာ